လည်းပဲဆက်လေးလာခန္ဓာတင့်ညုံမှာသွားဖတ်ဘာသာတိကမှာသွားဖတ်ဟုတ်လားအညွန်ရောင်းကောင်းလို့ညွန်လျောင်းဥသိန်းစာအောင်မဟုတ်ဘူးဟုတ်လားဆရာတော်ကြီးစာအောင်တကြဒီကတော့သူ့စာအောင်သူများရောင်းစာရလားမသိဘူးချင်းဒီမှာဆိုလို့နော်နောက်တစ်ခုကဓာမျိုးတွေလောဘဒေါသတွေဖြစ်လာအောင် နောက်ကဘသူပန်ဖို့ပေးတယ်လေဆိုရင်မောဟကပန်ဖို့ပေးတယ်ဘာပန်ဖို့ပေးမောဟကပန်ဖို့ပေးတယ်ဘာလို့လို့သူကဖုံးတာလဲနော်ဖုံးတာရှင်းရှင်းလင်းလင်းမမြင်အောင်လုပ်တယ်ဝါတတဖြစ်အောင်လုပ်တယ်မောဟကအမြဲတမ်းဖုံးတယ် အဲ့ဒီဖုံးလိုက်တာ ਨੇ ဟောလောဘဆိုရင်လိုချင်ရင်လောဘပဲရောက်သွားဒေါသဆိုရင်စိတ်ဆိုးရင်ဒေါသပဲရောက်သွားတယ်အဲ့ဒါမျိုးစုပေါင်းလိုက်ရင်အကုသိုလ်စိတ်ပေါင်းဘယ်လောက်ရှိလဲ12ပါးတောင်ရှိတာဘယ်နှပါးတောင်ရှိ12ပါးတောင်ရှိတာအဲ့ဒီ12ပါးကိုအိုက်စာအုပ်တွေဖတ်လို့ရတယ်အခြေခံနားလည်ထားရမှာကတော့လူရဲ့စိတ်အကုသိုလ်ဖြစ်တယ်ဆိုတာ၃မျိုးကြောင့်ဖြစ်တာလိုချင်မှုရဲ့စိတ်ဆိုးမှုရဲ့မသိမှုရဲ့ ဘာလို့ကြောင့်ဖြစ်တာလဲလိုချင်မှုရဲ့စိတ်ဆိုးမှုရဲ့မသိမှုရဲ့အဲ့ဒီတည်းမယ်အဆိုးဆုံးကတော့မသိမှုကအဆိုးဆုံးဘာအဆိုးဆုံးလဲမသိမှုက အရင်ဝင်တယ်ပြီးရင် လောဘဝင်မယ်ဒေါသဝင်မယ်မဖြစ်ဘူးလားအဲ့ဒီစိတ်ကိုဘာစိတ်လို့ခေါ်လဲအကုသိုလ်စိတ်တဲ့ဘာစိတ်လဲတဏှာပြင်ပြောရင်မကောင်းတဲ့စိတ်ဘာစိတ်လဲမကောင်းတဲ့စိတ်ဆိုးွားတဲ့စိတ် အဲ့ဒီအကုသို့ဖြစ်လာရင်တော့ခုကြည့်လိုက်တော့လောဘဒေါသမောဟကောင်းတာပါလားမပါဘူးဟုတ်လားအေးကောင်းတာမပါဘူးဒီအရာတွေကိုအခြေခံပြီးဖြစ်တဲ့စိတ်တွေဒီလေကောင်းတာတွေဖြစ်မလာနိုင်တော့အဲ့ဒါကိုနားလည်ရင်တို့သူတော်သမီးကပဋ္ဌာန်းရွတ်တဲ့အခါကျတော့ဟေတုဟေတုသမယုတ်တကနဲ့ဆိုတဲ့တဲကဟေတုဆိုတာလေးကိုတပိုင်းနားလည်သွားတယ်နော်ဟေတုမှာဟိတ်က6ပါးရှိတယ်ဘယ်နှပါးရှိလဲ6ပါးလောဘဟိတ်ဒေါသဟိတ်မောဟဟိတ် လောဘဟိအာရောဓဟိအမောဟဟိခုဒီလိုသင်ပြလိုက်တော့ခုဘယ်နှဟိတ်နားလဲမဟုတ်မဟုတ်ခုနကတော့အကုဒုကိုသင်လိုက်တော့ဘယ်နှပါးနားလဲလက်ကြီး၃ချောင်းထောင်ပြတာ၃ပါးနားလဲပါဘယ်နှပါးနားလဲလောဘဟိဒေါသဟိမောဟဟိခုနဒီစလုံးတွေမပြောဘူးလားပြောတယ်အဲ့ဒါဟိတ်၆ပါးတဲ့အခုဘယ်နှပါးနားလဲ၃ပါးနားလဲပါလောဘဒေါသမောဟအဲ့ဒါဘာသင်လို့လဲပြောရင်သင်ညိုသင်လို့ဘာသင်လို့လဲ ဲ့ဒါမျိုးစိတ်ဝင်စားစရာကောင်းတာသူတို့ကအကုန်လုံး interdependent interrelative ပဲเนาะအချင်းချင်းမိတီးပြီးတော့နေတယ်အချင်းချင်းဆက်ဆက်ပြီးတော့နေတယ်เนาะအကုသိုလ်တရားတွေလည်းအတူတူပဲနော်အေးအဲ့ဒါလူတွေရဲ့စိတ်ပန္နမှာဘာလို့အကုသိုလ်ကိုရှင်းဆုံးကပြရလဲဆိုတော့လူတွေကအကုသိုလ်အဆင့်ကိုလွန်နိုင်ရလားမလွန်နိုင်ဘူးဒီတွင်နေပဲလိုချင်တယ်ဟောဒီလိုလေးနဲ့နေလိုက်တယ်ရသွားတယ်နောက်ထပ်လိုချင်တာမလိုချင်ဘူးလားပြည့်သွားရလား ဒေါသထွက်တဲ့ဒီတစ်ခါရင်ပြီးပြီလားအောင်မိလိုက်တယ်နောက်တစ်ခါလည်းထွက်သေးတာပဲဒီလိုတွေဖြစ်လောင်နောက်ကမောဟနဲ့ဆိုတော့ဒီဝန်းကျင်ထဲမှာပဲတို့ကဘာနဲ့သွားတူတုံးဆိုရင်ဆက်ကတည်းကနော်တို့ဟွာဆိုင်ကယ်စီးတာတွေ့ဘူးလားကဘာလုံးနဲ့ဆိုင်ကယ်စီးတာတွေ့ဘူးလားအဲကြောင့်သူ့မှာလမ်းအစနဲ့အဆုံးဆိုတာဒီလိုကြီးပတ်နေတယ်များအစအဆုံးရှိရလားမရှိဘူးတဝောနဲ့လဲနေရတာတို့လည်းပဲလောဘဖြစ်လာတယ် ဒေါသဖြစ်လိုက်မောဟဖြစ်လိုက်ပြီးသွားရင်လောဘဖြစ်လိုက်ဒေါသဖြစ်လိုက်မောဟဖြစ်လိုက်အဲ့ဒါဒီဟာတွေကိုကိုကနေလှမ်းပြီးတော့မတားသမျှကတော့သွားနေဦးမှာလောဘနဲ့လောဘတားလို့ရလားဒေါသနဲ့ဒေါသကိုတားလို့ရလားမရဘူးအဲသူ့ရဲ့ဆန့်ကျင်ဘက်နဲ့တားမှရတယ်ကုသိုလ်နဲ့တားမှရတာအကုသိုလ်ကိုဘာနဲ့တားကုသိုလ်နဲ့တားအဲကြတော့အခုဒီမဲ့အကုသိုလ်စိတ်တဲ့ဒါပြီးသွားနော် အကုသိုလ်နဲ့အဓိကကတော့ပြောချင်တာလောကထဲမှာကျင်လည်တဲ့အပိုင်းမှာဒီသုံးမျိုးတည်းနဲ့ကျင်လည်ပြီးသေသွားတဲ့ပုဂ္ဂိုလ်ဒီစိတ်တဲ့အစဉ်မြင့်မြင့်ရလိုက်ရလားမရလိုက်ဘူးအဲ့ဒါကြောင့်ဒုသူတော်စင်များကိုတိုက်တွန်းနေတာကဖောက်ထွက်ပါလို့ပြောချင်တာနော်ဘာလို့ ਆ မလဲဘယ်ကဖောက်ထွက်အောင်ဘယ်ကဖောက်ထွက်အကုသိုလ်ကနေပြီးတော့ကုသိုလ်ဘက်ရောက်ဖောက်ထွက်ရနော်ဘယ်ဘက်ဖောက်ထွက်ရမလဲအကုသိုလ်ကနေကုသိုလ်ဘက်ကိုဖောက်ထွက် အဟိတ်စိတ်ကြောင့်ကတော့မရှင်းတယ်အဲ့ရဟိုကကာမဝဆရာကိုဆက်ရှင်းမယ်ကာမဝဆရာတည်းမဲ့ကုသိုလ်ပါတယ်ဘာပါလဲကုသိုလ်ပါတယ်အဲ့ကျတော့ဖောက်ထွက်ပြီဆိုရင်ဟောဘာနဲ့ဖောက်ထွက်လို့ရလဲလို့ပြောရင်တာမန်ကုသိုလ်တွေလုပ်ပြီးတော့စိတ်ဓာတ်ကိုဟောလာမြင့်တင်လို့မရဘူးလားရတယ်အဲ့ဒါကိုကာမဝဆရာကုသိုလ်လို့ခေါ်တာဘာကုသိုလ်လို့ခေါ်လဲကာမဝဆရာကုသိုလ်ဆိုတာကဒီကာမဘုံထဲမှာပဲကျင်လည်ပြီးတော့ဖြစ်နေတဲ့ကုသိုလ်တရား ပါတရားလေကာမဘုံထဲမှာပဲကျင်လည်ပြီးတော့ဖြစ်နေတဲ့ကုသိုလ်တရားခုကဲကြည့်လိုက်တဲ့အခါကျတော့နော်ကာမကုသိုလ်များလုပ်ပြီးတော့ဒီကိုယ်ပစ္စည်းဥစ္စာရလာတယ်ရလာတဲ့အပိုင်းမှာလောကသားတွေလိုက်ပြီးတော့ကြည်ကြည်လာတချို့ကကျတော့လူတယ်တန်းတယ်အများကောင်းမျိုးဆောင်ရွက်ရင်းနဲ့သူပစ္စည်းသုံးသွားတာဒါမျိုးတွေတွေ့ဘူးလားတချို့ကကြတော့မလူဘူးမတန်းဘူးမပေးဘူးမကံဘူးသူစီသွားပြီးယူမာကိုကြောက်နေတာ အဲ့ဒါမျိုးတွေတွေ့ဘူးလားအဲ့ကြတော့ရထားတာတော့အတူတူပဲသူလည်းရထားတာကိုလည်းရထားတာအဲ့ထိုက်တဲ့လောက်ကတော့လူတိုင်းမှာပြည့်စည်ဥစ္စာပိုင်နေတာမရှိဘူးလားရှိတယ်တရောင်းသားလည်းတရောင်းသားအလျောက်ပိုင်တာမရှိဘူးလားရှိတာပဲနော်သူလည်းပဲကုသိုလ်လုပ်လို့မရဘူးလားအေးငါမှအိတ်တလုံးကိုနေတယ်နောက်တစ်ယောက်ကတော့အိတ်ပြောက်သွားတယ်လှူလို့မရဘူးလားရတာပဲဘောက်ချိတ်လှူလို့မရဘူးလားတန်ရာတန်ရာကိုလှူလို့ရတယ် ဒါပေမဲ့လူရဲ့သဘောတဘာဝထင်းနေတာကဟောသူတို့ကတော့ဒီလိုကြီးငါတို့ကတော့ဒီလိုမလုံနိုင်ပါဘူးကွာ သူတို့လှုပ်တာလကားပါကွာလို့တခါထင်းနေတတ်တယ်နော်လူတန်းနေရင်လည်းပဲလှန့်ကြည့်လိုက်တဲ့ခါဒီခါလေးကျတော့လှန့်ကြည့်လိုက်ရင်လကားနေလှုပ်နေတာပါ လို့ထင်သွားတတ်တယ်ထင်သလားမထင်ဘူးလားထင်သွားတတ်တယ်အဲ့ဒီပုံစံမျိုးမဟုတ်ဘဲနဲ့ပစ္စည်းပိုင်ထားတာချင်းအတူတူဘုရားကုသိုလ်အဖြစ်ပြောင်းလဲနိုင်တဲ့ပုံကိုရှိသလို ုသိုလ်ဖြင့်မပြောင်းလဲနိုင်မယ်နဲ့လောဘနဲ့ဆုပ်ကင်ထားလိုက်ရင်အကုသိုလ်ကထွက်သေးလားမထွက်တော့ဒီဟာကိုဆုပ်ကင်တာကိုလွတ်ပြလိုက်ရင်တော့အဲ့ဒီပုဂ္ဂိုလ်ဒီအကုသိုလ်ကထွက်မသွားဘူးလားအဲကြောင့်ကိုယ့်ရဲ့ပစ္စည်းကို သူများကို ပေးကမ်းစွန့်ကြဲတာဘုရားမဟုတ်လားဟောတယ်ပေးကမ်းဆိုတော့ဘသူတွေကိုပေးရမှာလဲဘသူတွေကိုပေးခိုင်းတယ်ဘုရားဘသူတွေပေးရမလဲတွေ့တဲ့လူသာပေးဟုတ်လားနော် ဘာတွေ့တွေ့တဲ့လူသာအကုန်ကောက်ပြီးပြီးလို့မရဘူးလားရတယ်ဒါပေမဲ့ပြီးတဲ့အပိုင်းမှာအဆင့်တော့ကွာသွားခွေးကျွေးရင်ကျွေးတော့တော့ကုသိုလ်ရလူကျွေးရင်ကျွေးတဲ့ဟာအဆင့်ကွာသွားကုသိုလ်ရလူတဲ့အဆင့်မြင့်သွားလို့ယန်းတန်ခါကသူ့တဲ့သိက္ခာသီလပူနေရင်သူ့ကျွေးပူသွားသူ့တဲ့ပူသွားတာကအရိယာဖြစ်သွားရင်ပူသွားလိမ့်မယ်စားသွားတဲ့ပုဂ္ဂိုလ်ချင်းကတော့ကုံနာခြင်းတော့အတူတူပဲအဆင့်ကြတော့မကွာဘူးလားသွားတဲ့ခွေးကျွေးရင်ကျွေးတော့လူကျွေးရင်ကျွေးတော့ အဲယဟန်ကိုကြွေးရင်ကြွေးသလားအရိယာပုဂ္ဂိုလ်ကြွေးရင်ကြွေးသလားဒီဘက်မှာရတဲ့ကုသိုလ်ချင်းကြတော့တူရလားဘာလို့မတူတာလဲအဆင့်မတူလို့မတူတာဘာလို့မတူတာလဲကဲထားတော့ခွေးနဲ့လူအရှင်မြတ်တတိယခွေးလေးတွေကြွေးပါတယ်ဗျာကြွေးကုသိုလ်မရဘူးလားရတယ်ဒါပေမဲ့ဒီတော့တူကြွေးတယ်ဗျာကဲသူတို့နှစ်ခုကိုအရှင်ကြည့်ရင်ဘယ်သူကကုသိုလ်ကိုရလဲ လူကိုကြွေးရတာကပိုပြီးကုသိုလ်ရဘာလို့ဆိုရင်လူကျတော့အသိဉာဏ်ရှိပြီးတော့နော်ဒီလူကိုယ့်ရဲ့စားတော့ကိုစားသွားပြီးအများကောင်းကျိုးလုပ်လို့မရဘူးလားရတယ်ခွေးကျတော့ကဲလိုက်ပြီးတော့ကြည့်ရင် သူ့ကိုကြွေးလိုက်ရင်သူလုံတာကလုပ်ငန်း၃မျိုးပဲလုပ်တာဘာနဲ့လုပ်လဲစားတယ်အိပ်တယ်ကာမဂုဏ်မီဝဲတယ်အများကောင်းကျိုးပါသေးလားမပါတော့ဘူးအဲ့ဒါကြောင့်မို့လူတီလည်းပဲအများကောင်းကျိုးမလုပ်ရင်ပြိဿံနဲ့ထူးသေးလားအင်းအဲ့ဒါကိုသဘောပေါက်ပါ ဟုတ်လားနော်အဲ့ကြစိတ်ဓာတ်ကိုအဆင့်မြင့်မယ်ဆိုလို့ရှိရင်တဲ့ဘာလေးတွေလုပ်မစင်တာမန်ကုသိုလ်လုပ်တယ်ဆိုတာကဒါနလုပ်တာဒီတာမန်ကုသိုလ်ပဲသီလဆောက်တည်တာဒီတာမန်ကုသိုလ်ဘာတွေလဲဒါနလုပ်တာ သီလဆောက်တည်တာဖြစ်ဘူးလားဘာလို့ဥစဉ်ကတာမန်လဲလို့ဒီလောက်လေးသုံးလိုက်လို့ဆိုသူ့တဲ့အဆင့်မြင့်တဲ့ကုသိုလ်တွေရှိနေလို့တာမန်လို့ပြောလိုက်တာနော်အဲ့ကြတော့ဒါနလုပ်တယ်ဆိုရင်ပစ္စည်းဥစ္စာရှိရင်ငွေကြေးရှိရင် သရတရားရှိလုံးလို့မရဘူးလားရတယ်လူသိပ်ပြီးတော့ तू ကမပင်မန်းဘူးဟုတ်လားနော်ပင်မန်းရဲ့လားကဲကို့မှာငွေတသိန်းလူချင်းနေဆိုရင်ကောက်လူချလိုက်လို့မရဘူးလားရတယ်အကြာကြီး तू ကဒုက္ခခံနေရရဲ့လားမခံရဘူးတန်းပြီးတော့တခါတည်းလူလိုက်လို့ရတယ်အဲ့ဒါကြောင့်မို့ဒါနပြီးဒုက္ခရလွယ်သလားမလွယ်ဘူးလားအဲလွယ်တယ်အဲ့ဒီတည်းနည်းနည်းလေးခတ်လာတာကြတော့တဆင့်တက်လိုက်ရင်နည်းနည်းခတ်သွားတယ်သီလာခတ်သလားမခတ်ဘူးလားဘာလို့ခတ်သွားလဲ ဟောကဲဥပုံနေလေသီလဆောင်ဆိုတွန့်မနေဘူးလားတပည့်တော်ကကျမ်းမာရတိတ်မကောင်းဘူးဗျညနေပိုင်းကျနေလို့အဆင်မပြေဘူးဖေရဟိုကသွားเสียလေးကရှိသေးတယ်ဖေရဖေရဖေရနေတယ်လှုပ်တာနေတယ်ဥပုပ်တယ်နေနေသွားတယ်မရှိဘူးလားအေးအဲ့ကြတော့ဒါကြတော့သူကကွက်ကိုပြန်အကြောင်းပြလာဘာလို့လဲဆိုတော့လူသလောက်မလွယ်တော့လွယ်ရလားလူတာကကောက်လူချလိုက်အလူခံသွားပါသွားကုသူကရသွား ကိုကကျတော့သီလနဲ့ကျတော့တဏီကုံတဏီကန်းသူကတော့ခန္ဓာကိုယ်နဲ့ယဉ်နီးရတော့မယဉ်နီးရဘူးလားယဉ်နီးရတော့မှအဲ့ကျသီလယူပြီးဟောယူပြီးသွားလို့ရှင်ဟောစားစရာလေးမြင်တောင်းစားခြင်းသိလေးပေါ့နေတောင်းငါသီလကြီးနဲ့စားလို့မဖြစ်ဘူးခိုးစားလို့လည်းမဖြစ်ဘူးဟုတ်လားလူမမြင်ဘူးဆိုပြီးငါခိုးစားလိုက်ရင်ငါပြဿနာတက်မှာအဲ့ကျဒါလေးတွေကစောင့်ထိတ်မနေရဘူးလား ကဲနေ့လေကနေစပြီးတော့စောင့်ထင်းလာလိုက်တာနောက်နေ့အာယုံတက်တယ်စောင့်ထင်းရောက်လာသူ့ကြတော့လွယ်လွယ်နဲ့ပြီးရလားอืมနည်းနည်းလေးခတ်လာတော့လူကအလုတ်နေလာနေသလားမနေဘူးလားဒါနလုံနိုင်သေးတယ်သီလကြတော့နည်းနည်းခတ်လာမခတ်ဘူးလားအဲ့ကြလောကသားမှာသီလကိုခတ်တယ်လို့ယုံသလားမယုံဘူးလားဆိုတာလောကသားတွေလိုက်ပြီးတော့ကြည့်ကြည့်လိုက်ပြဿနာပေါင်း16000ပဲဒီသိမ့်မတက်ဘူးလားတက်တယ်ဖြတ်တယ်သွားလာ ခိုးတယ်ဝက်တယ်ဟောသွားတာပဲသူတော်ဘာတမယာစော်ကားတယ်သွားတာပဲလိမ့်နေညာတယ်သွားတာပဲတောက်တယ်စားတယ်တဲ့ကဲအဲ့ဒါတွေတောက်တာစားတာတွေများမလားဘူးလားလိမ့်နာညာတာများမလားဘူးလားအဲခိုးတာဝက်တာများမလားဘူးလားတက်တာဖြတ်တာများလာတယ်ဆိုအဲ့ဒါလောကသာဘာသိပြီမလုတော့ဘူးလို့ကြားနေလေသီလဆောက်တည်တဲ့အာနဲလာတယ်လို့ကြားတာမပြဘူးလားအေးအဲ့ဒါကြောင့် ဒါနသမားတဲ့သီလသမားကအသိမြင်တယ်ဒိဋ္ဌိဘယ်သူကမြင်ဒါနသမားတဲ့သီလသမားကအသိမြင်ဒါပေမဲ့သူကဒါနမလုပ်တဲ့ပုဂ္ဂိုလ်ဒီသီလဆောက်တည်ဖို့ကြခဲယဉ်သွားပြန်မခဲယဉ်ဘူးလားဒါနလုပ်တာဒီကိုယ့်ပစ္စည်းကိုသူမြတ်နဲ့ဝေစားရတာသူမြတ်မှာမေတ္တာမရှိရင်အဲ့ဒီပုဂ္ဂိုလ်ကဒါနလုပ်ပြန်လားကဲဘုန်းကြီးတော်ကလူမဲ့ဆိုအဲ့ဒီဘုန်းကြီးကိုမေတ္တာမရှိရင်ရမလား တန်ဃာကိုထွက်ပြီးတော့လောင်းမယ်ဆိုဘုန်းကြီးအဲ့ဒီတန်ဃာကိုမေတ္တာမရှိရမလားတယောက်ယောက်ကိုအကူအညီပေးခြင်းပထမဆုံးမေတ္တာကစတာပြည့်တယ်ဘယ်ကစလဲမေတ္တာမရှိတဲ့ပုဂ္ဂိုလ်တယောက်သီလဆောက်တည်တယ်ဆိုရင်သီလမြဲပါမလားကဲစပြီးကွာသူတစ်ပါးအတ္တမတက်ရဟောမေတ္တာနဲ့မှရတာသူတစ်ပါးဥစ္စာမခိုးရဒါလည်းမေတ္တာနဲ့သာနာစိတ်နဲ့လုပ်လို့မရဘူးလားအေးအဲ့ဒါကြောင့်မို့ဒါနတဲ့သီလကမထက်ဘူးလား အဲ့ဒါကြောင့်မို့တာမန်စိတ်တက်လေးတစ်ခုကနေပြီးတော့နော်တာမန်စိတ်တက်ကနေနည်းနည်းလေးအစစ်မြင့်နေအကုသိုလ်တွေနဲ့ကျင်လည်နေတဲ့ဘဝကနေပြီးတော့ဖောက်ထွက်ခြင်းလို့ရှိရင်ဘာနဲ့ဖောက်ထွက်ဒါနနဲ့ဖောက်ထွက်သီလနဲ့ဖောက်ထွက်ဘာနဲ့ဖောက်ထွက်ရမလဲဒါနနဲ့ဖောက်ထွက်သီလနဲ့ဖောက်ထွက်ဖောက်ထွက်လို့မရဘူးလားရတယ်ဒါပေမဲ့အဲ့ဒီအစစ်နဲ့ရက်နေုံနဲ့စိတ်တက်ကအမြင့်ဆုံးထိရောက်နိုင်ရလားမရောက်နိုင်ဘူး အဲ့ဒီတဲ့သင့်မြင့်အောင်ကြတယ်ခုဒီမဲ့ဒါနလုပ်တယ်သီလဆောက်တည်တယ်ဆိုဘာကုသိုလ်တည်းပဲရှိသေးတုံးဆိုရင်ကာမဝဆရကုသိုလ်တည်းပဲရှိသေးတယ်ဘာကုသိုလ်လဲအေးဒါနလုပ်တယ်သီလဆောက်တည်တယ်အခုဝေယဝိသတွေလုပ်တာမရှိဘူးလားကဲတရားဝဲလုပ်တော့မယ်ဆိုရင်တရားဝဲဒီနားရှင်းတာပြုတာတွေမရှိဘူးလားရှိတယ်ကြိုတင်ပြီးတော့လုပ်တင်တာတွေလုပ်နေကြတာတွေရှိတယ်အဲ့ဒါမျိုးကုသိုလ်တွေနောက်ဖရာပန်းကတ်တာတွေမရှိဘူးလားပန်းနေဆင်တာတွေမရှိဘူးလား အဲ့ဒီဟာတွေအာလုံးဒီအဲ့ဒါကာမဝဆရကုတုဘာကုတုလဲကာမဝဆရကုတုအတွင်းထဲမှာပဲရှိတယ်အဲ့ကြတော့ကုတုရတဲ့အပိုင်းနဲ့မြဲကာမဝဆရကုတုဒီအလွယ်ဆုံးဒိဋ္ဌိဘယ်ကုတုဒီအလွယ်ဆုံးလဲကာမဝဆရကုတုဒီအလွယ်ဆုံးဟောသူ့တဲ့တဆင့်တက်လိုက်တဲ့ကုတုကြတော့တာမန်နဲ့မရတော့ဘူးဟုတ်လားကုတုကတစ်မျိုးတည်းရှိတာဟုတ်လားမဟုတ်ဘူးနော်ခုဒီမှာကြည့်လိုက်တော့တိကာမဝဆရကုတုဥစဉ်ရှင်းပြပြီးတာဗာပြီလေ ကာမောသရကုသူဒါနလုပ်တယ်သီလဆောက်တည်တယ်ဆိုရင်ဘာကုသူလဲကာမောသရကုသူအဲ့ဒီတဲ့ခက်လာတာကကြတော့အစင်မြင့်တယ်ရူပါဝသရကုသူရဖို့မလွယ်တော့ဘူးပြည့်တယ်ဘာကုသူရဖို့လဲရူပါဝသရကုသူရဖို့ကြတော့အဲ့ဒီပုဂ္ဂိုလ်ကဘာလုပ်ပြီးမှရတယ်လေလို့ပြောရင်စိတ်ငြိမ်းအေးအောင်လုပ်ပြီးမြင့်တင်နိုင်တဲ့ပုဂ္ဂိုလ်မှရတာဘာမှရလဲစိတ်ငြိမ်းအေးအောင်လုပ်ပြီးတော့မြင့်တင်နိုင်တဲ့ပုဂ္ဂိုလ် ကိုယ်စိတ်ကပူမနေကြဘူးလားပူနေတဲ့ဒီစိတ်လေးကိုငြိမ်းအေးအောင်ပထမဆုံးလှုပ်ရတယ်ဘာလှုပ်ရလဲငြိမ်းအေးအောင်လှုပ်ရတယ်အဲ့လိုငြိမ်းအေးအောင်လှုပ်ပြီးမှရလိုက်တဲ့ကုသိုလ်မျိုးကြတော့ရူပါဝဆရကုသိုလ်တဲ့ဘာကုသိုလ်လဲလဲအေးရူပါဝဆရကုသိုလ်ရဖို့ကြတော့ဘာလှုပ်မှရမှာလဲပဲတရားအထုတ်မှရတော့တာသူကြတော့ဘာအထုတ်မှရဘာလှုပ်မှရဟော တရားအထုတ်မှရတော့သူကပိုဆိုးသွားတယ်နော်ဒါနာ အလွယ်တကူနဲ့ပြီးနိုင်တယ်သီလနည်းနည်းလေးကတ်လာတယ်ဟောတရားအထုတ်တယ်ဆိုတော့ပိုပြီးကတ်မလာဘူးလားလောကရဲလိုက်ပြီးတော့ကြည့်ရင်တရားအထုတ်တဲ့ပုဂ္ဂိုလ်များသလားနည်းသလားဟင်းဘာလို့လဲပြောရင်ဒါနာတဲ့ခတ်သွားပြီသီလတဲ့ခတ်သွားပြီဘာဝနာကနောက်ဆုံးဆင့်ရောက်နေလားရောက်နေတယ်ရောက်နေတယ်တဲ့မလဲနှစ်မျိုးရှိနော်ဘာဝနာဘယ်နှမျိုးရှိလဲ နှမျိုးရှိတယ်ဘာဝနာနှမျိုးတည်းမယ်တမထလုတ်တဲ့လူကတမျိုးဝိပဿနာလုတ်တဲ့လူကတမျိုးဘာနဲ့ဘာနဲ့လဲတမထလုတ်တဲ့လူနဲ့ဝိပဿနာလုတ်တဲ့လူအဲ့ဒီတည်းမယ်ကြတော့ဘယ်ဟာကတခါလွယ်နေပြန်လဲပြောရင်တမထဘာဝနာကလွယ်နေပြန်ရောဘာကလွယ်လဲတမထဘာဝနာဆိုတာတခြားတော့မဟုတ်တမထတို့သူတော်စင်များအာထုတ်ခုလားအာထုတ်ခုလားဘယ်လိုလေးလုတ်တယ် တမထဆိုတာပေါ့တမေတီတီတမထောနော်ငြိမ်းအေးစေတတ်တဲ့အတွက်ကြောင့်တမထ